တတိတွေကြောင်းပြောဆိုလို့လေဘာတတိရလဲကျောင်းနဲ့ပတ်သက်တာပြောပြအောင်မင်းကျောင်းနဲ့ပတ်သက်တဲ့ခါကျတော့အခုလိုမျိုးလေ online လေအာကိုဗစ်ကာလမှာတက်ရတာကိုသဘောကျဘာဖြစ်လို့လဲလို့ပြောရတဲ့ခါကျတော့လေအမ်ညမနာကောဆရာကစားအချိန်လုံးကအဲ့လိုတားကိုထားတဲ့ကျောင်းကလေ ကျောင်းကနေပြီးရောဆီယမတယောက်ရဲ့သုံးလုံးလိုက်တဲ့စကားကြမ်းကြမ်းကိုဒါမထင်မှပဲပြောတာအဲ့ဒီစကားမျိုးအိမ်မှာပြောလို့မရှိဘူးပေါ့နော်အဲ့ဒီစကားသုံးလုံးကပြောလို့မရှိတော့အဲ့ဒါနဲ့ပြောပြောအဲ့ဒီစကားဘယ်သူပြောရလဲမိမိကိုပြောပြောလို့ပြောလိုက်တဲ့ခါကျလေသူတို့ဆီယမပြောတာတဲ့သူတို့ဆီယမကအာသူ့ရဲ့တငယ်ချင်းကိုပြောလိုက်တာလို့ပြောအဲ့မှာအရှက်လျှော့ရအောင် ာဆီယမဒီလိုစကလုံးကြမ်းပြောသလားပေါ့နော်ဆိုတော့နောက်မပြောအောင်ပေါ့တားအောင်ပြောလိုက်တယ်တားကလည်းပါလဲဆိုတော့သူပြောပြီးတာနဲ့လမ်းပြီးတော့အဲသူကပြောကြည့်လိုက်တာပေါ့နော်သူဆီယမပြောတဲ့စကလုံးကြမ်းကြမ်းပေါ့နော်ဆိုတော့ထားပါတော့အဲ့ဆဲတဲ့စကလုံးဖြစ်နေလို့အော်ကျွန်မမပြောချင်ဘူးအဲ့အဲ့တစ်ချက်နောက်တစ်ချက်ခါကြတော့လေပါလဲဆိုတော့လေအဲသတင်းနေတက်တာပေါ့နော်အော်သတင်းဘာတက်တာလဲဆိုတော့လေအော်ပြောရမယ်ဆိုလို့ရှိရင်လေအမ်အဲ ဟိုပါကလေးတယောက်ကိုအာသူအမေကအဲ့လိုတင်ထားတာပေါ့နော် ကျွန်မလည်းအာမိသားဟိုကလေးတည်းအတအတဘမူဒီဂရုမျိုးစုံဝင်တာဝင်တာပဲတည်အောင်လို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့တော့မှကိုကပိုတည်ရမှာတစ်ခါလေကြာရင်လည်းဘာပြဿနာရှိတယ်ဆိုတော့အာသူတို့သုံးလုံးနဲ့စကလုံးနေကိုကနားမလဲတဲ့ခါမျိုးရှိတတ်တယ်အဲ့ဟာလေးနားလဲအောင်လို့လည်းပါတာပေါ့နော်ဂရုတွေတော်တော်များများရှောက်ဝင်ပြီးတော့အာအဲ့လိုဘာမှ အာရီယာမပေးရင်တော့ဝင်ဖတ်တာလိုမျိုးပေါ့တခါလေလဲဟာတက်လောက်တာလိုမျိုးပေါ့နော်အဲ့လိုမျိုးလောက်တာမျိုးလေးတွေတော့ရှိရဲ့တခါကြာတချို့စကလုံးတွေနားမလဲတာလေးသိအောင်ပေါ့အဲအဲအဲ့ဒါကြီးလဲကုန်မယ်နောက်တစ်ခုကကြတော့ဗာလဲဆိုအဲ့ဒီမှာသူကလေးမေးရေးထားတာကလေးမေးရေးထားအဲ့ issue အတော်တော်ကြီးတာပါပါလဲဆိုကလေးတမင်းမစားလို့ဆိုပြီးတော့အာကလေးတမင်းမစားလို့ဆိုပြီးတော့ရိုက်တာလေ အော်ကလေးကိုလေအာဘယ်လိုခေါမလဲထမင်းကျွေးတဲ့ငယ်ငယ်ရွယ်တဲ့အချိန်မှာလေအเจ้าကိုပို့တာလေအဲ့တော့ကလေးကကလေးမေကသူကပြန်ခေါ်တဲ့အချိန်မှာသူ့ရဲ့ตาရဲ့မျက်လုံးတောင်းမှာညိုနေတာတွေ့လို့ပေါ့နော်အာတွေ့လို့အဲ့ဒါနဲ့ဗီဒီယိုရီကော့ဒ်တာကြည့်တဲ့ခါကျသူကဗီဒီယိုရဲ့တောင်းကိုနော်ဗီဒီယိုဒီ CCTV လွတ်တဲ့နေရာကိုခေါ်ပြီးတော့နှိပ်စက်တာနော်အာအဲ့အဲ့ဒါရဲ့ အဲ့တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့နောက်တစ်ချက်ရှိသေးတယ်နောက်တစ်ချက်ကတော့ဗာလဲဆိုတော့အဲအဲ့ဒါလဲအလုံးတော့သတိထားမိမှန်းမသိတင်ချတင်တာနားမလဲလို့ဆိုပြီးတော့ကလေးကိုခေါင်းကိုကင်ပြီးတော့စောင့်လိုက်တာဒီလို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 လှုပ်လိုက်တာမှကလေးဘာဖြစ်သွားတာလဲမသိအဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကြတော့လေကလေးကိုကြောင်းမပို့ချင်အောင်အဲ့ဒီကြားထဲမှာမှလေဒီကြားထဲမှာမှဖြစ်လာသေးတယ်အာဟိုဟိုပါပဲမြန်မာနိုင်ငံမှာ international school ပါပဲတားငယ်လေးနှခမ်းပေါက်လာ ဒါကမှတော့ပြောအခုဆ iam မောက်ချက်ချင်းလဲဆိုတော့တူတယ်တောင်းမှန်တာမမီမပြောရနဲ့ဆိုပြီးတော့ဒီကလေးတွေကလေခန္ဓာအဲ့လိုမျိုးနော်ဟိုမှာတော့ကလည်းအဲ့တိုင်းပဲနော်ကလေးအများစုကအဲ့လိုငိမ့်ခန္ဓာနော်အဲသူကသူအိမ်မှာလာအင်ဂျယ်တွေဖြစ်ပေမဲ့အเจ้าမှာသူတို့အဆင်ပြေစေခြင်းနဲ့အဲ့တော့ကြောင့်ကိုကိုသားသမီးကအเจ้าမှာအဆင်ပြေရလားဘူးလီလောက်ခံနေရလားအဲ့ဒါတွေလည်းလွတ်မထားပါနဲ့အเจ้าဆိုပြီးတော့လေဒီတိုင်းလွတ်ထားလို့မရဘူးကိုရဲ့သားသမီးမှာခန္ဓာကိုယ်ကဗာဒံရတွေပါလာလဲကိုမမြင်နိုင်တဲ့နေရာမှာရေချိုးတာအစပေါ့နော်ဒါလေးသိဖို့လိုတယ်စိတ်ပန်းဆိုင်ရာအရာသူ တို့ကဒီတိုင်းပဲရှိပေမဲ့တို့ကအိမ်ဘူးလီလောက်ခံနေရလားဒါတွေပြီးဖို့လိုတယ်ပြီးဝိုင်းဖြည့်ရှင်းဖို့လိုတယ်ပေါ့နော်တစ်ခေါက်ရေးဘူးပါတယ်တစ်ခေါက်ပြောဘူးပါတယ် အာအာကျမသားတွေထဲရမှာပဲအာဟိုကလုတ်ခံရတယ်ချင်းချောက်ခံရတာတကူကြုံဘူးတယ်အဲအဲ့ဒါကိုလည်းမိဘတွေကိုမင်းမင်းမဆူနဲ့တော့ဆိုပြီးပြောတာเนาะအာဆိုတော့ဓာမျိုးလေးတွေပေါ့အာတောင်းတောင်းဆိုအိမ်ကဆူတက်တဲ့လူမျိုးလေးဖြစ်တယ်ဆိုလို့ရှိရင်အာဒါဆိုထုတ်မပြောတော့ဘူးထုတ်မပြောရင်သူကတိတ်တိတ်လေးအာဆာဗာဘူးလီလုတ်ခံရတယ်လို့ခေါ်တာပေါ့เนาะဓာမျိုးတွေကဆွေးနွေးပွဲမှာလည်းအများကြီးကြုံရပါတယ်အာကျမကလေးတွေနဲ့ဟောပြောပွဲတွေလုပ်တဲ့ခါကျကလေးတွေကအာသူတို့လာပြောတယ်အာဘယ်လိုမျိုးသူတို့ကိုချင်းချောက်ခံရတယ်ဘယ်လိုမျိုးတွေအာ ဘယ်လိုမျိုးတွေပို့ရဲအများကြီးပဲเนาะ issue တွေကလေအာဟောပြောဝဲလုပ်တဲ့ခါမှာအများကြီးကြုံရတယ်အဲ့တော့ကိုသားသမီးကိုဆွေးနွေးပေးတာလို့မျိုးစကားပေါ့เนาะလူလက်လက်တကယ်ချင်းလို့မျိုးပြောပေးတာလို့မျိုးအဲ့ဒါမျိုးမှတေချာသိရမယ်เนาะဟုတ်ကဲ့ပါမေမေတို့ဖေဖေတို့ရေသားသမီးတွေကိုစကားပြောပေးပါဆွေးနွေးပေးပါသူတို့ခံစားနေရတဲ့အရာတွေသူတို့ဘာကြုံနေရလဲဆိုတဲ့အရာတွေပေါ့เนาะဟုတ်ကဲ့ကျေးဇူးပါ